ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်တာကြီးဘာလုပ်နေရလဲကြောင်းသွားရမယ်လေအခုမြေမြန်တစ်ခုခုစားလိုက်အဖေတာဘာမှမစားတော့ဘူးတာကတော့နုတောက်ပြီးသွားပြီတာကြီး နှုတ်တော်တာနဲ့ဘလို့လို့ဘိုက်ပြင်ပါလေတားတစ်ခုခုစားမှရမယ်လေတားတော့ရတယ်ဘိုက်ပြင်အောင်မစားဘူးမနေ့ကလည်းအမေချက်ထားတာစားပြီးတော့ကြားရောက်တော့ဘိုက်တရအောင်နေသမီးဆက်ဆန်းရေနေရတော့စာမီးပွဲရှိရလေတစ်ခုခုမစားတော့ရင်ဘလို့စာမီးပွဲဖြစ်မလဲဘာရီလုံးနေလဲသမီးအမေဒီလိုအစားတောက်တွေစားနေသမီးအုံနောက်ကအလက်လုံးမှမဟုတ်ဘူးသမီးကတော့ကောလိပ်ကနေပဲတစ်ခုခုဝယ်စားလိုက်မယ်ဒီချိန်မှာပင်ချွေးမကြီးဖြစ်တဲ့ဇပေကမိဘကြောင့်ကနေလက်ဖက်ရည်ယူလာခဲ့ပါတယ် အိမ်ကလူတွေကဘယ်သူမှမနှက်စာမစားရသေးတာကိုတွေ့ပါတယ်။အိမ်ကလူတွေကလည်းမနှက်စာလည်းမစားကြဘူး။ဘာလို့လဲ။ပပိုင်နင်ရောဘာလို့နေလဲ။ចောင်းသွားမှလေ။နင်အမြန်စားတော့လေ။ဘာလို့နေရလဲ။ချွေးမရဲ။နင်ငါတို့မတနာဘူးလား။နင်ကနေ့တိုင်းပေါင်မုံယူတော့ပဲလုံနေရလေ။အမေ၊တမီးကပေါင်မုံပဲလှုပ်ထားတာမဟုတ်ဘူးလေ။ထမင်းကြော်နဲ့မုံတွေလည်းလှုပ်ထားသေးတယ်လေ။ရောင်းမရဲ။ဒါထမင်းကြော်လား။ငြုတ်သီးစိမ့်တွေကအများကြီး။ထမင်းကအရမ်းနေတယ်။ဟုတ်တယ်။ ပြီးတော့လည်းမုံတွေကလည်းပါချက်နေပါပဲစားရတာလည်းအရသာကိုမရှိဘူးမုံလည်းအရသာမရှိချွေးမရဲ့နေမင်္ဂလာဆောင်လာတာတလောက်ကြာနေပြီအခုချိန်နေဘာမှမတက်သေးပါလားယင်အမေတို့ပြောချင်တာပါလေသမီးကထမင်းမချက်တက်ဘူးပေါ့လေသမီးကမနေ့6နာရီကနေညဘက်ဆိုလဲည7နာရီထိအလလောက်တယ်ဘသူပါကြိုက်လဲအကုန်ချက်ပေးတယ်စားချင်တာလဲလုပ်ပေးတယ်သမီးကအမေတို့ကျမ်းမာအောင်စီရီမဆလာတွေရှော့ချက်တာလေအမေတို့ကစီရီမဆလာတွေပါတာမှပဲကောင်းတယ်လို့ထင်နေရလား အမေကလည်းသမီးကိုပဲအမှားပြောနေတာပဲတလောက်လှုပ်ပေးတာတော့မှသမီးဘာမှမလုပ်တတ်ဘူးလို့ပြောနေရစပယ်ကလည်းဒီလိုပြောရင်လည်းငိုသွားပါတော့တယ်ချွေးမရဲ့နင်မငိုပါနဲ့သမီးဆန်ဆန်နင်သမီးကြော်တဲ့ကိုငရုတ်စီထဲစားလိုက်ငါအတွက်ကတော့ချွေးမရဲ့မုံနဲ့စားဖို့တင်ချင်ယူလာပေးစပယ်ဟာယောက်ျားရတာတလောက်အချင်းတော်ကြနေပြီကိုဘာအစားတောင်းမှမချက်တတ်ပါဘူးစပယ်ကအမြဲတမ်းအစားတောင်းတီကိုမကောင်းအောင်ပဲချက်ပါတယ် တခါတလေရေလုံးပြုတ်ချက်လိုက်တခါတလေစားမပါတခါတလေငရုတ်သေးတွေအများကြီးနဲ့ထဲ့ချက်ပါတယ်။ရောင်မဖြစ်တဲ့ဆန်းဆန်းကတော့သူ့ကောလိပ်မှာပဲအချိန်ကုန်နေပြီးအိမ်လုံးလေးမလုံနိုင်ပါဘူး။အိမ်ကယောက်ျားလေးတွေကလည်းဘာမှမချက်တဲ့ဒေါနီကလည်းဒူးနာနေတာကြောင့်ဘာမှမလုံနိုင်မင်းသပိတ်ချက်တာပဲစားရပါတော့တယ်။ဒီလိုနဲ့ပင်တရကြတော့အားလုံးကစားဖို့အတွက်ထိုင်နေခဲ့ပါတယ်။ချွေးမလေးလေးဘလို့ဟင်းတွေချက်ထားလဲအရင်ဆက်တာပဲဒီလိုတွေစားပြီးငါတော့ပိုက်အောင်နေပါ အိမ်ပေးရတော့ဆရာပဲဟင်းတို့ခက်လောက်တောင်းခဲ့လိုက်မယ်။ဒေါနီကဒီလိုပြောပြီးအိမ်ပေးကအတော်ရင်ကိုဟင်းသွန်းတောင်းပါတော့တယ်။အတော်ကြီးကလည်းဒေါနီကိုအိမ်မှာထိုင်ခိုင်းပြီးထမင်းစားခြင်းဖြစ်တာကြောင့်သူ့ချင်းမကိုထမင်းကူခိုင်းပါတယ်။ချင်းမကလည်းဟင်းတွေအပြည့်နဲ့မုံမျိုးစုံကိုယူလာပေးပါတော့တယ်။ဒေါနီကစားပြီးတော့ရမ်းကြိုက်သွားပါတော့တယ်။နင်ချွေးမလက်ရလဲရန်စားကောင်းတာပဲဘလို့တောင်ချက်ထားလဲနင်ကလည်းကန်ကောင်းလိုက်တာဟဲ့ငါကတော့ကန်ကောင်းမှာပေါ့ငါချွေးမရွာလေ ရွာမင်းလေးတွေအကုန်ချက်တက်တယ်။ပညာသာအရန်မတက်တာ။ထမင်းဟင်းကတော့ချက်ကောင်းတယ်။ဟုတ်တယ်။နေကတော့နင့်ချွေးမချက်တာပဲမယိုးအောင်စားရမှာပဲ။နင့်ချွေးမအကုန်ချက်တာအရန်တော်တာပဲ။ငါချွေးမတော့လေအစားတော့ချက်လိုက်ရင်အိမ်ကလူတွေတောင် နေမကောင်းဖြစ်မှကြောက်ရတယ်။နင့်အရန်ကန်ကောင်းနဲ့သိလား။ဟုတ်တယ်။ငါတော့အကြံပေးမယ်။နင့်သားငယ်ရောလေရွာကောင်မလေးနဲ့ပဲမင်္ဂလာဆောင်ပေးလိုက်။ရွာမင်းလေးတွေကအိမ်ရောမိဖို့ကြောင့်ရော ထိနိုင်နေဟဲ့။ငါအတိမှလည်းမင်းလေးတယောက်ရှိတယ်။ နင်သဘောတူတယ်ဆိုရင်ငါအဲ့ဒီကောင်မလေးနဲ့ချိတ်ပေးမယ်လေဒေါနီကလည်းအထွန်းစကားကြားပြီးအင်ဂိုလာကတောင်းကိုမင်္ဂလာဆောင်ဖို့အတွက်အကြောင်းစုံပြောပြပါတော့တယ်ဒေါနီနင်ပြောတာတော့မှန်ပါလေငါတို့တောင်းငယ်ကလည်းမင်္ဂလာဆောင်ရမယ့်အရွယ်ရောက်နေပြီလေနင်ပြောတဲ့ကောင်မလေးကိုတွန်းကြည့်ရမယ်အမေကောင်မလေးကရွာဆိုတော့မြို့မှာနေတက်မှာမဟုတ်ဘူးမြို့ပေါ်ကအနေထိုင်တက်မှာမဟုတ်ဘူးစားလည်းအရင်မတက်တော့ဘူးအမေသမီးရဲ့ညီမလေးနဲ့ပဲမှတ်လေးကိုပေးစားပါလား ညီမလေးကလည်းသမီးလိုပဲရှင်ကျေးတယ်။ဖះရရေသူ့ညီမနဲ့ပေးစားခိုင်းနေတယ်။သူ့ညီမလည်းသူ့လိုဆိုရင်တော့ဘယ်လိုလုပ်မှလဲ။သူကတော့ရေလုံးပြုတ်ပဲကျွေးနေတာ။သူ့ညီမလိုင်းတော့ညအကြံတွေပါကျွေးမဲ့ထင်တယ်။မဖြစ်ဘူးမဖြစ်ဘူး။အမေဘာရီစဉ်းစားနေရလဲ။တခုခုပြောနေရလားယင်။ဩမပြောပါကျွေးမရဲ။ငါတို့အရင်ဆုံးရွာကောင်မလေးကိုကြည့်မယ်လေ။ပြီးတော့နင့်ညီမအကြောင်းလည်းစဉ်းစားကြည့်မယ်လေ။ ။နောက်တစ်ပတ်ကျတော့ဒိုနီကလည်းသူ့မိသားစုတွေနဲ့ဒေါ်ပြောတဲ့ကောင်မလေးကိုသွားကြည့်ပါတော့တယ်။မွေးကလေးကရွာမှာနေတဲ့ဇလတ်ဆိုတဲ့ကောင်မလေးနဲ့တွေ့ခဲ့ပါတယ်။ဇလတ်ဟာအိမ်သေးရီအားလုံးအတွက်မုံလေးမျိုးစုံကိုလှူထားပါတယ်။ဒိုနီတို့ကလည်းစားတော့ပြီးသဘောကျနေကြပါတယ်။ဒါရီအားလုံးကအမသမီးကချက်ထားလားယင်။ဟုတ်တယ်မရဲ့။သမီးလေးကထမင်းချက်တာအယံဝါသနာပါတာလေ။ပြီးတော့စမိုစာတွေအကြော်တွေမုံအချိုတွေအားလုံးလည်းသူပဲချက်တာ။ ူကတော့ထမင်းချက်အလောက်ဝါသနာပါနေစားလဲတက်မှာမဟုတ်လောက်ဘူးမဟုတ်ဘူးမကျောင်းလဲတက်ပါတယ်ဟုတ်လားဘယ်နှတန်းနှစ်တက်တာလဲသူငယ်တန်းလားတတန်းလားမဟုတ်ပါဘူးညီမတော့ပညာတက်ပါတယ်ဟုတ်လားနင်တို့ရွာပညာတက်တဲ့သူတွေတော့ကောင်းကောင်းသိတယ်အမရဲ့တောင်းမှန်ပါတယ်ချွေးမကြီးကဟာသားလှုပ်တက်တယ်အမသမီးကိုအစရေကသဘောကျနေတာအမသမီးကိုတော့သဘောတူပါတယ်အချိန်မဆွဲဘဲနဲ့မင်္ဂလာဆောင်ပေးရအောင်နော် ဒေါနီကတော့မင်္ဂလာဆောင်ဖို့အတွက်သဘောတူလိုက်ပါတော့တယ်။ဇဘေးကတော့သူ့ညီမနဲ့မပေးစားတာကြောင့်ဇလက်ကမနာလိုဖြစ်နေခဲ့ပါတယ်။ဒီလိုနဲ့ပဲဒီဘက်ကြားရင်းနောက်မှာဇလက်ကလည်းမင်္ဂလာဆောင်ပြီးဒေါနီအိမ်ကိုရောက်လာခဲ့ပါတယ်။ဇလက်ရဲ့ပထမရက်ထမင်းချက်ရက်ကိုရောက်လာပါတော့တယ်။ဇလက်ကတော့စောထပြီးအလုံးတွင်ဟင်းမျိုးစုံကိုချက်နေခဲ့ပါတယ်။ဇလက်ချက်တဲ့ဟင်းနဲ့နေဟာအပြင်ထိကိုမှု့ကြိုင်နေခဲ့ပါတယ်။မိမကြီး ငါတို့ရင်ကလည်းဒီလောက်နှစ်တွေကြာမှမိဖို့ကြောင့်ဟင်းနဲ့တွေမှုနေတယ်လို့ပဲချွေးမချက်တဲ့လက်ရာကလည်းနင်းချက်ထားတယ်လို့မှုနေရောပဲငါချွေးမတော့ငါထက်တောင်လက်ရာကောင်းတဲ့ထက်နဲ့အမေတို့ကလည်းဟင်းအနှံ့တွေနဲ့ပဲသူ့ချီးကျူးနေကြပြီအမေကလည်းအရင်စားကြည့်အောင်လေမစားဘဲနဲ့မပြောပါနဲ့တော့ကြာရင်အနှံ့ခံကောင်းပြီစားလို့မကောင်းဖြစ်နေပါအောင်မယ်ဇလက်ဟာလေဇလက်ကိုချီးကျူးနေတာကြောင့်မနာလို့ဖြစ်နေခဲ့ပါတယ်ခဏအကြာမှတော့ဇလက်ကလည်းဟင်းမျိုးစုံနဲ့စပွဲကိုဖြည့်လိုက်ပါတော့တယ် ဇလက်ကပူရီဂျုံနုကင်ဟင် အာလူမဆလာကြက်သားတံပေါက်အာလူအစာသွတ်ဂျုံမလိုင်မုံအစုံကိုချက်ထားပါတော့တယ်။အိမ်ကလူတွေကလည်းဒီလောက်ရက်တွေအတော်ကြာမှအစားတောင်မျိုးစုံကိုကြည့်ပြီးအာဘာတရားစားနေပါတော့တယ်။အိမ်ကလူတွေကစားပြီးချီးကျူးနေကြပါတယ်။ဇလက်ရေနင်းချက်ထားတဲ့အာလူမဆလာကျော်ကလည်းစားကောင်းလိုက်တာဒီလိုရတာတွေကဆိုင်မာတော်တွေ့မှမဟုတ်ဘူး။ဟုတ်တယ်ချွေးမရေနင်းချက်ထားတာတွေကလေငါတို့စဉ်းစားတာထက်ပိုကောင်းနေတယ်လို့ပဲ။ အရင်စားကောင်းတာပဲကွယ်နှုတ်ခဲဟင်းကလည်းနူးညံ့နေရောပဲအတော်ချက်ထားတဲ့တံပေါက်ကလည်းစားလို့ကောင်းလိုက်တာအတော်တောင်းနောက်ထပ်ထပ်ပေးပါလားငါချက်ထားတဲ့တံပေါက်ဆိုရင်တော့မစားပါဘူးဒီနေ့ကျမှတံပေါက်တွေတောင်စားနေပါလားဟုတ်တယ်လေမေအမေချက်ထားလို့မစားရင်တော့အတော်အစ်စ်ချက်ထားတာကအရင်စားကောင်းနေအမစပယ်ကဘာမှလည်းထဲမစားပါလားနှုတ်သမင်းစားပါလားအိမ်မှာဆိုရင်ညီမချက်တဲ့နှုတ်သမင်းကိုအရင်ကြိုက်ကြတာငါတော့အချို့စားတာမကြိုက်ဘူးမစားချင်ပါဘူး မကြီးရေသူမစားလေကျွန်တော်ကိုပေးလိုက်ပါမကြီးထထားတဲ့စားတောက်တွေအားလုံးကိုအားလုံးကြိုက်တယ်ဇပဲကလည်းဇလက်ကိုချီးကျူးနေတာကိုမနာလို့ဖြစ်ပြီးဘာမှမစားဘဲအခဲနှိမ့်သွားပါတော့တယ်ခဏကြာမှဇလက်ကိုအိမ်ကလူတွေအားလုံးကလက်ဆောင်တွေပေးကြပါတော့တယ်ဒီလိုနဲ့ပဲ၃လရက်ကြာရင်နောက်မှာတော့ရှောင်းမရေညီမတို့ဒီနေ့ပေါင်မုံကြော်နဲ့ငုပ်စီအားလူကြော်ပေးပါလားယင်ညီမလိုင်းပေါ်မှာမြင်ဖူးတယ်ရောင်းမလောက်တာပဲစားချက်နာဆန်ဆန်ရေနင်ကရွာကောင်မလေးကိုဘာပြောနေရလဲ ပေါမုံကျော်နဲ့ငရုတ်စီဆိုတာသူကြားဖူးမှာမဟုတ်ဘူးအလို့မဟုတ်ပါအမရေညီမဒါရီအားလုံးသိတယ်ချက်လဲချက်ဖူးတယ်အိမ်မှာတော့ကလည်းတီဗီကကြည့်ပြီးတော့အစားတောက်တွေအမျိုးမျိုးတဲ့နေရောင်းမဆန်ဆန်ငါချက်ပေးမယ်နော်ဇလက်ကလည်းမိဖို့ကြောင့်လေးလာပြီးပေါမုံကျော်အတွက်ပြင်ဆင်ကငရုတ်စီအာလူကျော်လုပ်ဖို့အတွက်အသီးရွက်တွေအားလုံးကိုနှီးထားပါတော့တယ်ငါတော့ငရုတ်စီလုပ်ဖို့စက်သွန်ဖြူတွေတော့ခွာပေးပြီးခင်းချင်သေးတွေလည်းထည့်ပြီးလုပ်လိုက်မယ် ဇလက်ဟာနိုင်ဝက်နယ်ပင်ငရုတ်စီနှစ်တွေကိုလှုပ်လိုက်ပါတော့တယ်။ပါမုံတွေကိုလည်းကြော်ထားပါတယ်။ပြီးတော့ခရင်ရင်သီး sauce တွေလည်းတုပ်လိုက်ပါတော့တယ်။ဇလက်ဟာနိုင်ဝက်နယ်ပြီးတော့ပြီးအပြင်ကိုယူလာပေးခဲ့ပါတယ်။ရောင်းမလေးအိန္ဒိယအစားအသောက်တွေနဲ့တူတူတရုတ်အစားအစာတွေလည်းချက်တက်တာပဲနော်။ရောင်းမတော့အရန်တော်တာပဲသိလား။ဒီလိုနဲ့ပဲဇလက်အစားအသောက်တွေကိုအိမ်ကလူတွေဟာအမြဲတမ်းချီးကျူးနေကြပြီး ဇလက်ရဲ့ကောင်းတဲ့ပြောဆိုကြောင်းအိမ်ကလူတွေရောအိမ်လာတဲ့ဧည့်သည်ရော အရင်ကိုခင်ကြပါတယ်။အိမ်ကိုလာတဲ့အဝိရှောတဲ့သူတွေရောနှုတ်ပို့တဲ့သူတွေပါ အရင်ခင်ကြပါတယ်။တရက်မှာတော့ဦးလေးကနှုတ်လောင်ပို့တဲ့အခါမှာဇလက်ကစကားပြောနေခဲ့ပါတယ်။ဦးလေးစကားကိုနားထောင်ရတဲ့ပုံစံကတော့ဟိုဘက်ရွာလား။ဟုတ်တယ်သမီးဘလို့သိတာလဲ။သမီးအတော်ကလည်းအဲ့ဒီရွာမှာနေရလေ။အဲ့ဒါကြောင့်ဦးလေးကလည်းအဲ့ဒီရွာလို့ထင်လိုက်တာ။စကားအပြောဆိုတွေလေယူလေသိမ်းတွေကတူတယ်လေ။ ဇလက်ကလေးနှုတ်ပို့တဲ့ဦးလေးနဲ့အချင်းအကြာကြီးရီပြီးစကားပြောနေခဲ့ပါလေ။သူဟာနွားနို့ယူပြီးအိမ်ထဲကိုလာတဲ့အခါမှာတော့ဇလက်ဒါတော့နှိမ့်ရွာမဟုတ်ဘူးလေ။မြို့ပေါ်မှာတခြားသူတွေနဲ့တလောက်ကြကြစကားမပြောနဲ့။နှုတ်ပို့တဲ့သူနဲ့နေရီပြီးစကားပြောစရာလိုလို့လား။နှုတ်ပို့တဲ့ဦးလေးနဲ့ရီပြီးတော့စကားပြောတော့လဲဘာဖြစ်လို့လဲအမရဲ့။ခင်လို့ပြောတာပဲလေ။ချွေးမတို့ဘာဖြစ်နေရလဲ။ဘာတွေစကားများနေရလဲ။အမေအမေချွေးမငယ်ကိုပြောထားလိုက်အောင်။အမေချွေးမတော့လေ။ နှုတ်လာပို့တဲ့ဦးလေးနဲ့ရီးပြီးစကားတွေပြောနေရအပြင်းလူတွေမြင်တမျိုးထင်မယ်လေအပြင်းကလူတွေကတော့တမျိုးထင်မထင်တော့မသိဘူးဟဲ့နင်ကတော့တမျိုးထင်နေပြီဒီနှုတ်ပို့တဲ့ဦးလေးကငါတို့အိမ်မှာနှုတ်ပို့တာနှစ်ကြာနေပြီအခုချိန်နေပါကြဘူးလို့လဲနင်သူ့ရခမမလုံနဲ့သူ့ရခမလုံဖို့ငါရှိရလေဒေါနီစကားကြောင့်စပေကလေးမျက်နှာမေးသွားပါတော့တယ်ဒီလိုနေပဲနေရတွေ့ကြသွားတဲ့နောက်မှာဒေါနီကအိမ်မှာဖျားရှိခိုးဖို့အိတ်တွေကိုခေါ်ထားခဲ့ပါတယ်ဒေါနီဟာဖျားဆွန့်ကပ်ဖို့အတွက် စပေကိုချက်ခိုင်းပါတယ် ချွေးမစပယ်ရီနင်ကတော့ဆုံးကက်ဖို့နှုတ်သမင်းရဲ့ဟာလဝါရဲ့လှုပ်လိုက်အမေသမီးကတော့ဟာလဝါပဲလှုပ်တတ်တာပြီးရောအဲ့ဒါဆိုရင်လည်းနင်ကဟာလဝါလှုပ်လိုက်ဆလက်ကနှုတ်သမင်းလှုပ်လိုက်မယ်ဆုံးကက်ပြီးရင်ဟာလဝါစားချင်တဲ့သူကဟာလဝါစားလိုက်မယ်နှုတ်သမင်းစားချင်တဲ့သူကနှုတ်သမင်းကိုစားလိုက်မယ်ဒီလိုနဲ့ပဲမနေ့ကျတော့ဇလက်ကလေးစိုးကြီးထားပြီးပူရီဟင်းနေချက်ထားကနောက်ဆုံးတော့နှုတ်ထမင်းချက်နေခဲ့ပါတယ်ဒီလိုနဲ့ပဲစပေးဟာလဘာရီလိန်တူးသွားပါတော့တယ် ဖះရေဟာလွာတွေကလည်းတူးကုန်ပြီမိဖို့ကနေ9မိနစ်ဖယ်တာနဲ့အကုန်တူးနေပြီဧည့်သည်တွေကိုဒီလိုဟာလွာကျွေးရင်ငေါ့ကဲရကြမှာဇလက်နှုတ်ထမင်းကိုကြည့်အောင်အနံ့လည်းမွှေးနေရပဲတပည့်ကလည်းမနာလူရင်းစိတ်နဲ့ဇလက်စွန့်ကပ်ဖို့ထုတ်ထားတဲ့နှုတ်ထမင်းတွေကိုစားရီရုပ်လိုက်ပါတော့တယ်ဇပိတ်သားလေးကသူ့ကိုပြေးပြီးလာဖက်လိုက်ပါတော့တယ်ရုတ်တရက်ဇပိတ်လက်ကပကံလုံးလွတ်ကျသွားပြီးနှုတ်ထမင်းတွေအလုံးလေးကျသွားပါတော့တယ်ပါမရဲ့နင်ငိမ့်ငိမ့်လေးမနေတတ်ဘူးလားယင် ငါလှုပ်ထားတာတွေအားလုံးမကောင်းဖြစ်သွားပြီဘယ်လိုလုပ်ရမလဲအမေကလေဘာဖြစ်တာလဲတောက်ဘာလို့ဆူတာလဲတောက်ဘာလို့နေလို့လဲတပင်းကလည်းပမ်းပိုင်ကိုစူနေတဲ့အခါမှာပဲဇလက်ကရှောင်းလာပြီးစွန့်ကပ်ဖို့လူထမင်းအိုးကိုယူသွားပါတော့တယ်။ဇပိတ်ကဘာမှမလုပ်နိုင်မင်းဇလက်ကိုပဲကြည့်နေခဲ့ပါတယ်။အဲ့ဒီရီဟာလည်းဖျားဝဲပြီးသွားတဲ့နောက်မှာစားတော့ပြီးပြန်သွားပါတော့တယ်။ဒီလိုနဲ့ပဲတရပီးတရအဲ့ဒီရီကတော့ဇလက်ကိုကြည့်ဖို့အတွက်လာကြပါတယ်။ တလက်ကလည်းဧသည်ရီလာတိုင်းတိချချက်ကျွေးအိတ်ခံပါရယ်ဒီလိုနဲ့ပဲအချိန်တွေကြာသွားပြီးတရက်ကြာတော့ဧသည်ရီဟာစားဖို့အတွက်ထိုင်နေပါရယ်တော်နေရဲ့နင်ချွေးမငယ်လက်ရာလည်းအရင်စားကောင်းတာပဲဘလို့တောင်ချက်ထားရလဲချွေးမကြီးလက်ရာနဲ့ငယ်လက်ရာလည်းတခြားစီပါလားငါတော့လေစပယ်ကဆလက်စီကနေထမင်းချက်နည်းတွေတင်သင့်တယ်လို့ထင်တယ်ဇပယ်ဟာနေ့တိုင်းနေ့တိုင်းဇလက်ကြောင့်တိတ်ခါအချခံခဲ့ရပါရယ်ဇပယ်ကလည်းမနာလူတွေရမ်းဖြစ်လာခဲ့ပါရယ် ဒီလိုနဲ့ပဲတည့်ရကြတော့အိမ်ကလူတွေထိုင်နေတဲ့အခါမှာတလေနေရာလည်းဟင်းချက်တာရမ်းတော်တာပဲနော်ဟင်းနေရာလည်းအကုန်လုံးစားကောင်းနေဒီနေ့ငါရုံးဝင်နူကင်းဟင်းယူသွားတော့ငါတော့မစားရဘူးငါတငယ်ချင်းတွေပဲစားကြတာတငယ်ချင်းတွေကအိမ်ကိုခေါ်ကြွေးခိုင်းနေပြီဟုတ်တယ်ဇလက်ကြီးနင်ထမင်းဟင်းချက်တာတကယ်ဦးစားကောင်းနေငါတငယ်ချင်းတွေကနှစ်ပတ်လောက်နေရင်အိမ်ကိုလာကြမှာသူတို့အတွက်လည်းချက်ပေးမလားချက်ပေးမှာပေါ့ပြောစရာမလိုပါဘူးရှင် စပင်းယောက်ျားကတငယ်ချင်းတွေအတွက်သူ့ကိုချက်ဖို့မပြောဘဲဇလက်ကိုချက်ဖို့ပြောတာကြောင့်စိတ်တူသွားပါတော့တယ်။စိတ်တူသွားပြီးအခန်းထဲခေါ်သွားပြီးတော့ပြောဆိုပါတော့တယ်။ဇလက်ချက်တာအလောက်ကောင်းနေတယ်ဆိုရင်လည်းသူနဲ့ပဲမင်္ဂလာဆောင်လိုက်လေ။နင်ကတော့ငါ့ကိုမချက်ခိုင်းမဲ့ဇလက်ချက်တာစားချက်နဲ့ပေါ့။စပင်းရဲ့နင်အထင်မလွဲပါနဲ့။ငါကတော့ဒီလိုပဲတငယ်ချင်းတွေအတွက်ချက်ခိုင်းတာ။ဇလက်ကထမင်းဟင်းချက်တာဘလောက်ကောင်းလဲသိလား။အဲ့လို့ဆိုလဲသူနဲ့ပဲမင်္ဂလာဆောင်လိုက်လေနေ့ကိုနေ့တိုင်းနေ့တိုင်းအစားကောင်းနေချက်ကျွေးလိုက်မယ်သိလား ။ဇပေကလည်းစိတ်တူပြီးတော့မိဖို့ကြောင့်နေသွားပါတော့တယ်။မိဖို့ကြောင့်နေသွားပြီးဟင်းတွေမျိုးမျိုးကိုချက်ကြည့်ပါတယ်။ဇပေဟင်းတွေကတူးသွားလိုက်စားရီငန်လိုက်နေအဆင်မပြေဖြစ်နေခဲ့ပါတယ်။ဒီတစ်ခါမှတော့ဇပေလက်ကပူလောင်သွားပါတော့တယ်။ဇပေဟာအရင်ကိုအော်ဟစ်နေခဲ့ပါတယ်။အော်တဲ့ကြောင့်ပြီးဇလက်ရောက်လာခဲ့ပါတယ်။လက်ပူရာကိုကြည့်ပြီးရေခဲထုတ်လာပြီးတော့ကက်ပေးလိုက်ပါတော့တယ်။ဒါရီကိုဇပေကကြည့်ပြီးတော့ပြောခဲ့ပါတယ်။နင်ကောင်းပြစရာမလိုဘူးနော် နေအเจ้าနဲ့တိတယ်နေတိုင်းဟင်းွင့်ချက်ပြီးငါ့ကိုအိမ်ကလူတွေရှေ့မှာတိတ်ခါချနေရအဲ့လိုမဟုတ်ပါဘူးညီမတော့အဲ့လိုမျိုးစိတ်ထဲမရှိဘူးအမတမျိုးမထဲမှာနဲ့နေအเจ้าတွေရောလေဒီအိမ်ကလူတွေပဲမသိတာငါတို့နေအเจ้าတွေအကုန်တိတယ်နင်တို့ရွာလူတွေကအဲ့လိုပဲတပေကလေဇလက်ကိုလုံးဝမကြည့်ပင်မနာလူဖြစ်နေခဲ့ပါတယ်ဒီလိုနဲ့ပဲရက်တွေကြာသွားတော့ဆန်ဆန်ကိုလည်းချမ်းသာတဲ့ကောင်းလေးတစ်ယောက်နဲ့သဘောတူလိုက်ပါတော့တယ်ဒီနေ့တော့ဆန်ဆန်ရဲ့စိစက်ပွဲကြီးရဖြစ်ပါတယ် တိစက်ပွဲမှာစပိတ်အမေဘက်ကလူတွေရောဇလက်အမေဘက်ကလူတွေပါရောက်နေခဲ့ပါတယ်။အမရေသမီးလေးမင်္ဂလာဆောင်တာဝမ်းသာပါတယ်။အမသမီးလေးကလည်းတပဝလုံးပျော်ရွှင်ပါစေဆုတောင်းပေးရနော်။အမပြောသလိုဖြစ်ပါစေရှင်။အမသမီးကတော့ပြောစရာကိုမလိုတာအရင်တော်တာနော်။အင်တာဝန်တွေရောမိဖို့ကြောင့်ရောအကုန်ထိန်းနိုင်တယ်။ငါတို့နေ့တိုင်းချွေးမငယ်ချက်တာပဲစားနေတာ။သူ့လက်ရရင်စားကောင်းတာလေ။အမရေသမီးလေးယောက်ျားရတဲ့ကသူ့လက်ရလည်းမစားတော့ပါဘူးရှင်။ ဒီအမေကလည်းနော်လူเจ้าမှလည်းဆက်လက်ကိုချီးကျူးနေပြန်ပြီငါအကြောင်းလေးလည်းငါမရှိမှမပြောအားနဲ့ဆက်လက်ချက်တာကောင်းတယ်ဒါပဲပြောနေတာဒီနေ့တော့ဆက်လက်အစားတောက်တွေကိုအပြီးဖြတ်မှရမယ်စပွဲကလေးဘာမှမလုပ်ခင်ပါပဲအစားတောက်တွေအလုံးဟာစပွဲပေါ်ရောက်လာခဲ့ပါတယ်အလုံးကလေးဆက်လက်ချက်တာစားပြီးအရင်ကိုချီးကျူးနေကြပါတယ်အလုံးစားလို့ပြီးတဲ့နောက်မှာဇလက်ကအလုံးအတွက်ရေခဲမုံသွားထည့်ပါတယ် ရေကင်းမုံထိပ်ပြီးဇလက်ကအပြင်သွားတဲ့အခါမှာစပယ်ရောက်လာပြီးတော့ရေကင်းမုံတွေကိုစီးရီရောပါတော့တယ်။ရေကင်းမုံပကင်းကိုယူပြီးပြင်သွားတဲ့အခါမှာဇလက်ကရောက်လာပြန်ပါတယ်။အမရေဘာဖြစ်တာလဲ။တခုခုလိုလိုလာရင်အမပါလာလောက်တာလဲ။အော်ဘာမှမလုပ်ပါဘူး။ငါရေကင်းမုံပကင်းလာယူတာ။စပယ်ကလည်းရေကင်းမုံပကင်းကိုအပြင်ကိုယူသွားပါတော့တယ်။စီးထိတ်ထားတဲ့ခွက်ကိုဇလက်အမေကမယူဘဲစပယ်အမေကစားဖို့အတွက်ယူလိုက်ပါတယ်။အမေ ခဏနေအောင်မစားပါနဲ့။ဘာဖြစ်တာလဲသမီး။သမီးကစားချင်လို့လား။သမီးစားချင်ယူလေ။သမီးကလည်းဘာမှမတတ်နိုင်မေးသူ့မိကစီးထည့်ထားတဲ့ရေခဲမုံကိုစားလိုက်ပါတော့တယ်။ရေခဲမုံစားပြီးသူကဗိုက်တွေအောင်လာပြီးတော့အန်လာပါတယ်။အမ၊ရုတ်တရက်ကြီးဘာဖြစ်သွားလဲ။အခုနောက်တော့အကောင်းမဲ။အမေ။အန်တီကိုအဲ့လိုထားလို့မရတော့ဘူးဆရာဝန်ခေါ်မှပဲရမှာအားလုံးဟာလေစပိတ်အမိကိုခဲနေခိုးသွားပါတော့တယ်ဆရာမင်းကလည်းလမ်းတွေပိတ်တာကြောင့်နောက်ကျနေပါတယ် မေဆီယောင်ကလည်းကားလမ်းတွေပိတ်နေတယ်နောက်ကျမယ်ပြောနေတယ်သမီးတို့လမ်းပိတ်တော့ဆေးရုံလည်းခေါ်သွားလို့မရဘူးအိမ်မှာဆေးတစ်ခုခုရှင့်တိုက်လို့ရတယ်လေအိမ်မှာဆေးရှိတယ်ငါပြီရောမှရှိတယ်သွားယူလာခဲ့မယ်အမအမေနားမှာနေပါညီမအခန်းထဲဆေးသွားယူလာခဲ့မယ်ဇလက်ကလည်းစပိတ်အခန်းထဲလာပြီးဆေးရင်းရှာလာတဲ့အခါမှာသူကဆေးတစ်ခုကိုတွေ့ခဲ့ပါတယ်အဲဒီစင်းနမေကိုဇလက်က လိုင်းဘော်ကရှာလိုက်တဲ့အခါမှာတော့အနီးငယ်ရှိတဲ့ဆေးဖြစ်နေတာကိုသိရပါတယ် ဒီဆေးကဘိုက်တွေပြအောင်လှုပ်တဲ့ဆေးပဲစပယ်မေကအစတော့အကောင်းမှာရေခဲမုံစားပြီးမှပဲဘိုက်တွေအောင်လာတာစပယ်ကရေခဲမုံထဲကိုဒီဆေးတွေရောထားလာမသိဘူးတပိတ်ကိုအကောင်းထင်နေတဲ့ဇလက်ကတော့ဒီနေ့မှသူ့အကြောင်းတွေကိုသိခဲ့ပါတယ်ဇလက်ကဘာမှမပြောဘဲအားလုံးစီကိုရောက်လာခဲ့ပါတယ်ခဏကြာမှဆရာဝန်ကလည်းရောက်လာခဲ့ပါတယ်ဆရာဝန်ကဆေးပေးလိုက်တဲ့အခါမှာတက်တာသွားပါတော့တယ် ဇပယ်ကလည်းသူ့လောက်ရဲ့ကြောင့်သူ့အမေဒီလိုဖြစ်တာကြည့်ပြီးစိတ်မကောင်းဖြစ်ကအပြစ်မှလာထိုင်လိုက်ပါတယ်။ဇလက်ဟာဈေးကပ်ယူပြီးရောက်လာပါတော့တယ်။ဇပယ်ကကြည့်ပြီးတော့အံ့ဩနေခဲ့ပါတယ်။နင်ကတီဆေးကိုဘယ်ကနေရတာလဲ။နင့်ပီရိုထဲကတွေ့တာလေ။နင်ကတီဆေးကိုပဲရေခဲမုံနဲ့ထည့်လိုက်တာမလား။ရေခဲမုံစားပြီးငါအိမ်ကလူတွေမကောင်းကြံတာမလား။လူတွေပြောကြတယ်လေ။သူမြောက်မကောင်းကြံကိုပဲပြန်ခံရတယ်တဲ့။အခုနင်းလောက်ရဲ့ကြောင့်နင့်မေကဘလောက်နင်းမကောင်းဖြစ်နေပြီလဲ။ နင်တီလိုလှုပ်လိုက်မယ်လို့ငါတော့စိတ်ကူးထဲမှာတော့မထင်ထားဘူး။နင်ကအစားတောက်နဲ့ပတ်သက်ပြီးတီလိုတော်လှုပ်ရဲတယ်ပေါ့လေ။နင်ငါ့ကိုမကြိုက်ဘူးဆိုတာကိုသိတယ်။အခုကျတော့နင်ကမကောင်းကြံတာပဲ။နင်တော်တော်မကောင်းတာပဲ။တလဟာအင်းကလူတွေကိုတော့ဘာမှမပြောပါဘူး။ဒါပေမဲ့စပိတ်ကိုတော့ပြောဆိုပါတော့တယ်။စပိတ်ဟာသူ့လှုပ်ရဲကြောင်ရင်းကိုရှက်နေခဲ့ပါတယ်။နောက်နေ့မနေ့ရောက်တော့ဇလက်ကမိဖို့ကြောင့်မှထမင်းဟင်းချက်နေတဲ့အခါမှာပဲစပိတ်ရောက်လာခဲ့ပါတယ်။ဇလက်ရဲ့ နင်ငါ့ကိုအရင်စိတ်ဆိုးနေတယ်ဆိုတာငါသိတယ်။ငါကလည်းတလောက်နှစ်ကြာပြီအခုချိန်နေထမင်းချက်တင်နေတာမတက်ဘူး။နင်မရှိခင်ကတော့အိမ်ကလူတွေကလည်းငါချက်တာပဲမဖြစ်မနေစားကြတာလေ။နင်ရောက်လာတဲ့အခါအိမ်ကလူတွေလည်းငါ့ကိုနင်းနဲ့ရှင်ကြတယ်။ငါ့ကိုအမြဲတမ်းပြောဆိုကြတယ်။အဲ့တော့ငါမကြေမနက်ဖြစ်ပြီးအဲ့လိုလှုပ်တာပါ။ငါတောင်းမှန်ပါတယ်ဟာ။နင်ဟိုနေ့ကဟင်းချက်တင်မိမဲ့ပြောရမလား။ငါကိုယ်တိုင်ပဲအခုချက်တင်မယ်လေ။တင်မိမဲ့မလားယင်။နင်ဟင်းချက်တင်တာမတင်တာအရေးမကြီးဘူး။နင်ရဲ့စိတ်ထားဖြူစင်တဲ့နေ။ စိတ်ထားတာကောင်းကောင်းထားတယ်ဆိုရင်ဘသူမဆိုမကောင်းမပြောဇလက်ကလေးအရင်ကစပြီးစပိတ်ကိုဟင်းတွေဘလို့ချက်ရလဲအကုန်လုံးတင်ပေးပါတော့တယ်စားတွေမဆလာတွေအကုန်လုံးဘလို့ထည့်ရလဲဆိုတာကိုလည်းတင်ပေးလိုက်ပါတယ်အင်းကလူတွေအားလုံးကလည်းအလူမုံတွေစားနေတဲ့အချိန်မှာပဲဒေါနီကပြောခဲ့ပါတော့တယ်ချွေးမရေဒီနေ့အလူမုံကလည်းစားကောင်းလိုက်တာဇလက်နင်ဒီနေ့မဆလာသစ်တွေထည့်ထားလားစားတာအရသာကွာနေတယ်လို့ပဲအရန်စားကောင်းတယ် အမေဒီနေ့အာလူမောင်ကသမီးလောက်ထားတာမဟုတ်ဘူးအမစပယ်လောက်တာပါချွေးမကြီးနေတကယ်ပြောနေရလားငါတို့ချွေးမစပယ်ချက်တာကိုဒီလောက်ကောင်းတာစားဘူးတာဒါပထမဆုံးပဲချွေးမကြီးဒီလိုပဲအမြဲတမ်းချက်လိုက်ပါဟုတ်ကဲ့ပါပဲသမီးကတာရီအားလုံးဆက်လက်စီအားနဲ့တင်ထားတာပါဆက်လက်တာမတင်ဘဲသမီးကချက်တတ်မှာမဟုတ်ဘူးအမေတို့အားလုံးဒီနေ့ဆပြီးတော့သမီးချက်တဲ့တူးတဲ့ဟင်းတွေရေလုံးပြုတ်ဟင်းတွေမကျွေးတော့ပါဘူးအရသာရှိတဲ့ဟင်းတွေပဲချက်ကျွေးမယ် အင်္ဂါသူတွေကလည်းစပိတ်စကားကြပြီးအရင်ပြုတ်သွားပါတော့တယ်။ဘိန်းဒီကစပြီးရွာနေမျိုးကလင်ကြီးမနှစ်ယောက်ဟာသူ့အင်္ဂါလူတွေကိုအရသာရှိတဲ့စားတောက်တွေကိုအမြဲတမ်းချက်ကျွေးသွားပါတော့တယ်။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။